မှဖတ်ပြမှာကတော့အခန်း၈ဖြစ်ပြီးခေါင်းစဉ်မှာအကျိုးဖြစ်တွန်းစေမယ့်နည်းတူဖြစ်ပါတယ်ခင်ဗျာဆက်လက်ကြရအောင်ပါတပတ်သားဒီမားကောင်းမားနေပြီလိမ့်မည်တို့ရတွင်သူ့ကိုယ်သူမားနေသည်ကိုထင်မြင်မဟုတ်ကြောင်းကောင်းစွာမှတ်သားပါထို့ကြောင့်တပတ်သားမားနေသောအခါအပြစ်မတင်ပါနဲ့ချိန်မောင်းဖို့လောက်တော့ဘယ်လူမိုက်မဆိုလုံနိုင်တာပဲထိုမားနေသောသူသည်အဘဲကြောင့်မားနေသည်ကိုသိအောင်ကြိုးစားပါစိတ်ရှိ၍ပညာရှိသောလူထုလူရှင်များသာလျှင်ဤအလုံမျိုးကိုကြိုးစား၍ဆောင်ရွက်တတ်ကြ၏ တစ်ဖက်သားဒီသူကြိုက်တယ်လို့တွေးပြီးလင်ကြိုက်တယ်လို့လုံနေခြင်းအကြောင်းထူးတစ်ခုရှိရမည်ထိုအကြောင်းကိုရအောင်ရှာပါထိုအကြောင်းကိုရှာတွေ့လင်ဘာကြောင့်သူဒီလိုယောဂတီကိုတည်အောင်သာမကသူ၏အတွင်းသဘောကိုပါသိနိုင်ကောင်းသိပေလိမ့်မည်စိတ်သဘောကောင်းကောင်းနဲ့တင့်ကိုကိုသူ့နေရာတွင်ထားရကြည့်ပါသူ့နေရာမှာသာငါနေကြည့်ရလင်ငါစိတ်တိမ်မှာဘလို့များဖြစ်ပါမလဲဘလို့များမခံချင်စိတ်တွေပေါ်လာပါမလဲအဆရှိသဖြင့်တင့်ကိုဒီမေးကြည့်ပြီးလင်တင့်ဒီအချင်းကုန်ခံပြီးနောက် ဒေါသတွေဖြစ်နေရသောအဖြစ်မျိုးမှကျင်းလွတ်ပေနေမည်။အဖေကြောင့်ဆိုသောထိုကဲ့သို့တစ်ဖက်သားအပေါ်တွင်စိတ်ဝင်စားလိုက်ခြင်းအဖြစ်ထိုလူအပေါ်တွင် စိတ်ဆိုးစရာရှိလာသည့်တိုင်အောင်ကျွန်တော်တို့သည်တိတ်စိတ်မဆိုးတော့ပေ။ထို့ကြောင့်ဤသို့ပြုခြင်းခြင်းအဖြစ်ပေါင်းခြင်းဆန်ဆန်ရာတွင်ပုံမူကျွမ်းကျင်လာပေလိမ့်မည်။လူများကိုအဖိုးတန်အောင်လုပ်နေစာအုပ်ထဲတွင်ကင်းနက်အကွန်ကအောက်ပါအတိုင်းရေးသားခဲ့ပြီ။ တင်းကိုရေးတွင်စိတ်ဝင်စားလျက်ရှိသောအလွန်ပြင်းထန်သည့်တင်းရဲ့စိတ်နှင့်တစ်ဖက်သားတို့၏အရေးတွင်စိတ်ဝင်စားလျက်ရှိသောအလွန်ပော့ဆသည့်တင်းရဲ့စိတ်တို့ကိုရှင်ကြည့်နိုင်ရန်တမနစ်လောက်ရန်နာပါထို့သို့ရှင်ကြည့်ပြီးနောက်ကဘာပေါ်ရှိတင်းမတပါအခြားသောလူများအားလုံးပင်ဤကဲ့သို့စိတ်ထားများရှိကြကြောင်းကောင်းစွာနားလည်နိုင်ပါစေထိုအခါမှသာလျှင်ထောင်မှုအလုံးမှတပါအခြားသောအလုံးများတို့အရေးကြီးဆုံးသောအချက်ကြီးကိုလင်ကွန်းတို့ရူးစပယ်တို့ကဲ့သို့တင်းသည့်ကောင်းစွာသဘောပေါက်နိုင်ပေလိမ့်မည်ထိုစကားကိုတနည်းအားဖြင့်ပြောရမည်ဆိုသော လူများနှင့်ပေါင်းတင်ဆက်ဆံရေးတွင်ထမ်းမြအောင်မြင်နိုင်ရန်အတွက်တစ်ဖက်သားယူဆပုံကိုသဘောပေါက်ရန်လိုလေသည်ကျွန်တော်ဒီနှစ်ပေါင်းများစွာကျွန်တော်၏အိမ်ကြီးရှိဥယျာဉ်အတွင်းတွင်လမ်းလျှောက်ရင်းမြင်းစည်းခြင်းဖြင့်အပြင်းပြေလျက်ရှိရှီကောလာလူမျိုးဒရူအစ်ဘုံကြီးများကဲ့သို့ကျွန်တော်ဒီဝတ်တိချပင်များကိုပူဇော်လူမတက်ညှနှိုးစာနာရှိလေသည်ထို့ကြောင့်နေ့စဉ်နေ့တိုင်းထိုအပြင်များနှင့်အနီးနားရှိခြုံများကိုမိမလောင်သင့်ပေလောင်သွားသည်ကိုတွေ့ရသောအခါညာစွာစိတ်မတက်မတာဖြစ်ရလေသည် မိလောင်ရသည်မှာကျူးမဆိုင်သောစိလိတောက်သမားများကြောင့်မဟုတ်ထိုတိပင်များအောက်တွင်ပျော်ပွဲစားထွက်ခြင်းချက်ပြုတ်စားတော့ကြသောကလေးများကြောင့်သာဖြစ်လေသည်တခါတရံမိတော့ခြင်းများအလွန်ကြီးလာသောကြောင့်မိသက်ဆက်ကိုပင်ခေါ်ယူ၍ငင်းပြရလေသည်ထိုဥယျာဉ်၏တောက်တစ်ခုတွင်ကြုံညာစားတဆောင်ဆွဲထားလေသည်ဥယျာဉ်ထဲ၌မိမွင်းသူများအားဒဏ်ငွေတို့၎င်းတတ်မိသို့မဟုတ်ထောင်တန်းတို့၎င်းအပြစ်ပေးမည်ဟုထူးစားတွင်ဖော်ပြထား၏ ့ရရင်အဆိုပါကြုံရစားသည့်လူမရောက်သောနေရာတွင်ကတ်ထားသဖြင့်ကလေးအချို့သာထိုကြုံရစားကိုမြင်ဖူးလေသည်ထိုအရင်ကိုမြင်းစီပလိတ်တို့သည်စောင်းလျှောက်လျက်ရှိသူရတွင်ထိုမြင်းစီပလိတ်သည်သူ့ဝတ္တရားကိုကြေပွားမထမ်းရွက်သဖြင့်မျက်စင်နှင်တိုင်မီးလောင်လျက်ရှိလေသည်တနည်းတစ်နိုင်ဥယျာဉ်ထဲတွင်မီးလောင်လျက်ရှိရာမြင်းစီပလိတ်တယောက်ထံမှအလင်းအမြန်တွားရောက်ပြီးလေမိသက်ဆက်ယုံသူအကြောင်းကြားရန်ကျွန်တော်ကိုယ်တိုင်တောင်းပန်၏သူရတွင်မီးလောင်နေသောနေရာနှင့်သူမဆိုင်ဟုခဲ၏ပြန်ပြောသည်ကိုကြားခဲ့ရပြီထို့ကြောင့် နောက်နောက်ဥယျင်ထဲသို့မြင်းစည်းသွားသောအခါတိုင်းပြည်ပစ္စည်းကိုကာကွယ်သူအဖြစ်ဖြင့်ထိုဥယျင်ကိုစောင့်ရှောက်၏ကလေးများကိုတွေ့ကစားကသူတို့ဘက်မှနေ၍စိတ်ကူးပင်မထဲခဲ့မြင်ကြည်တိပင်းများအုပ်တွင်မိတော်မိချံများကိုမြင်လင်စိတ်မချမ်းမြေ၍မန်ယာကိုလှုပ်ကျင်လွန်အားကြီးသောကြောင့်မမာယွင်ယွင်လှုပ်မိလေသည်တခါလဲကလေးများရှိရန်သို့မြင်းကိုစီးသွားပြီလျှင်ဒီလိုမီးမွှေးတံနှင့်ထောင်ချပစ်နိုင်လေခမမြန်ငိမ့်လိုက်ဟူ၍အာနာတန်နှင့်ပြောမိ၏ဒါနှင့်မှမီးမငိမ့်သေးလျှင်မင်းတို့ကိုဖမ်းမယ်ဟုချင်းချော်၏ ဤသို့ပြုလုပ်ခြင်းဖြင့်ကလေးများ၏နေရာတွင်ကျွန်ုပ်ကိုယ်ကိုထားရမကြည့်ပဲကျွန်ုပ်စိတ်ထဲတွင်ရှိသည်များဟာတွေကိုရှောင်ရည်လုံနေခြင်းများသာဖြစ်လေသည်ဤသို့လှုပ်လိုက်၍ဘာဖြစ်သလဲကလေးများသည်ကျွန်ုပ်၏စကားကိုနားထောင်သည်မှာမှန်ပါ၏သူရတွင်ကြည်ညိုနေနှင့်နားထောင်ခြင်းမဟုတ်ပါကျွန်ုပ်ကိုမျက်မှောက်ကြိုးကမနှံ၍တိခံရသောစိတ်မျိုးဖြင့်နားထောင်ခြင်းများဖြစ်လေသည်ထို့ကြောင့်ကျွန်ုပ်ထွက်သွားသောအခါသူတို့သည်မိကိုပြန်၍မွေးကောင်းမွေးပြီလေမိထို့မြတ်မှာကားသည်ဥယျာဉ်တစ်ခုလုံးကိုမင်းကျိုးပြစ်ကျင်သောစိတ်ဓာတ်များလည်းပေါ်ကောင်းပေါ်လာပြီလေမိ မင်းလာပြိစေတာအတော်ကြံညောင်းလာတော့အခိုင်းနိုင်ကျွန်ုပ်ဒီလူသဘောကိုအနှင်းငယ်ပူရည်တည်လာ၏ထို့ကြောင့်မိကိုမြင်ရင်ရှေ့အခါများကဲ့သို့အမိန်ပေးသောအလုပ်မျိုးကိုမလုပ်တော့ဘဲအောက်ပါစကားမျိုးကိုပြောလိရှိ၏ဘယ်နဲ့လဲဟိတော်တော်ပြောကြရဲ့လားဘာချက်ကြမလို့လဲမင်းတို့အရွယ်တုန်းကဥရိုလေအချက်အပြုတ်အင်တန်ဝါဒနာပါတာဗောခုတတိဒီဝါဒနာဟာမပြောက်ကျင်သေးဘူးဒါပေမဲ့ဒီလိုဥယင်ထဲမှာဆိုရင်မင်းဟာတော်တော်ကြောက်စရာကောင်းတယ် င်းတို့ကတော့ကိစ္စမရှိပါဘူး။ဦးကအတိသားပဲ။မင်းတို့သွားပြီးနောက်လာမယ့်ကလေးတွေကြတော့မင်းတို့တော့ကြိုးစားကြမှာမဟုတ်ဘူးကွ။သူတို့ဒီနေရာကိုရောက်လို့မင်းတို့မီးမွေးတာကိုမြင်ရင်သူတို့မီးထမ်းမွေးလိမ့်မယ်။နောက်အင်ပြန်သွားကြတော့မီးငိမ့်ခဲ့မှာမဟုတ်ဘူး။အဲ့ဒီတော့မီးပွားတွေလွင့်ပြီးတီးရွှေချောက်တွေလောင်ရောကွ။တီးရွှေချောက်တွေကနေပြီးတစ်ပင်ကြီးတွေလောင်မှာပေါ့။တို့သူတွေဒီလိုကြိုးမစားကြဘူးဆိုရင်ဒီဥယျာဉ်ထဲမှာတစ်ပင်တွေဘယ်လာတွေ့နိုင်ပါမလဲ။ဒီလိုမီးမွေးတာနဲ့ထောင်ချနိုင်တယ်။ ူ့မမေမင်းတို့ကလေးတွေပျော်ကြပါရတဲ့အထက်မှာဝင်ပြီးမရှုပ်ကျင်ပါဘူးကွယ်မင်းတို့ပျော်ပျော်ပါနေကြတာဦးကြည့်ကျင်တာပေါ့အဲ့ဒီတော့ချက်ပြုတ်နေတုန်းတိရချောက်တွေကိုခောက်ဝဝေးနေရမှာထားကွာချက်ပြုတ်တော့လေမိခဲတွေရဲ့ပေါ်မြေကြီးမုံများများနဲ့အုပ်ပစ်ကြတာပေါ့နောက်ကိုချက်ပြုတ်စားကြရင်ဟောလို့တောင်ပူစာတစ်ဖက်ကတဲထဲမှာချက်ဖို့မကောင်းဘူးလားအဲ့ဒီနေရာဆိုတော့မီးလောင်မှမစိုးရင်ရဘူးပေါ့အေးကျေးဇူးတင်တော့ကွာဦးသွားအောင်မယ်ဤသို့ပြောဆိုခြင်းဖြင့်ထူးခြားချက်များကိုတွေ့ရ၏ ကလေးများကလည်းပြောစကားကိုစိတ်ပါလက်ပါနားထောင်ကြကြ၏စိတ်ဓာတ်တွင်လည်းအောက်တက်တက်မဖြစ်မျက်မှုန်းလည်းမကျိုးအမိတ်နားထောင်ရန်သူတို့ကိုကြိမ်မုန်းခြင်းမဟုတ်သောကြောင့်သူတို့မှလည်းဂုံမပြတ်ထို့ကြောင့်သူတို့ကလည်းဝမ်းသာကြ၏ကျွန်တော်ကလည်းထုံနှီးသူဝမ်းသာ၏အဘဲကြောင့်ဆိုသော သူတို့ဘက်ကကြည့်ပြီးလင်ကိစ္စကိုချုံးမောသွားအောင်စီမံပေးလိုက်နိုင်သောကြောင့်ပင်ဖြစ်လေသည်ဒင်းတွန်ဟန်ဆိုသူဟာဘက်ကူတန်ကျောင်းဝယ်ရေးကျောင်းမှဆရာကြီးတို့ကအောက်ပါအတိုင်းပြောပြမှု၏ ကိုကိစားကိုပြောရန်ကုန်တယ်ကြီးတူဦးနဲ့သူ၏အလုတ်ခန်းထဲတွင်ဝင်၍မတွေ့မီအလုတ်တိုက်ရှိရှိလူသွားလမ်းပေါ်တွင်နာနာီလမ်းလျှောက်ပြီးလင်ကျွန်ုပ်ပြောလိုက်သောအချက်များနှင့်ကျွန်ုပ်ကိုယ်တိုင်ထူထူကြီး၏အကြောင်းကိုစုံစမ်းပြီးဖြစ်သဖြင့်ထူထူလူသားမျိုးသည်ကျွန်ုပ်ကိုဘယ်ကဲ့သို့ပြန်ပြောမည်ဟုသောစကားများကိုကောင်းစွာစဉ်းစားမိဖြစ်၏ထူစကားသည်အလွန်ရေးကြီးသဖြင့်အတိတ်ပဲလေးနဲ့စိမ့်သောငါအောက်တွင်စလုံးမဲဖြစ်တဲ့ကြိမ်ထက်မှန်ဖော်ပြပါဦးဟန်ကိုကိစားကိုပြောရန်ကုံတယ်ကြီးတူဦးဦးနှင့်သူ၏အလုတ်ခန်းထဲတွင်ဝင်၍မတွေ့မီ အလုတ်တိုက်ရှိရှိလူသွားလမ်းပေါ်တွင်နှစ်နာရီလောက်လမ်းလျှောက်ပြီးလင်ကျွန်ုပ်ပြောလိုက်သောအချက်များနှင့်ကျွန်ုပ်ကိုယ်တိုင်ထိုလူကြီး၏အကြောင်းကိုစုံစမ်းပြီးဖြစ်သည်ဖြစ်ထိုလူလူသားမျိုးသည်ကျွန်ုပ်ကိုဘယ်ကဲ့သို့ပြန်ပြောမည်ဟုသောစကားများကိုကောင်းစွာစဉ်းစားမိဖြစ်၏ဤစာအုပ်ကိုဖတ်ပြီးနောက်တင်းတီအချားမီတီအကျိုးထူးကိုများမရဘဲတစ်ဖက်တစ်ဖက်မှနေ၍အရာခတ်သိန်းကိုဝေဖန်ပန်းကြားခြင်းသောဝါသနာတစ်ခုတည်းသာတိုးလာသည်ဟုဆိုကြပါစို့ဤတစ်ခုတည်းသာဝါသနာပင်လင်တင်းရင်နောင်ရေးအတွက်အလွန်အဖိုးတန်သော လက်သက်ပကကြီးတစ်ခုဖြစ်ကြောင်းကိုတင်းတီထင်ရှားစွာမြင်ရတော့ထို့ကြောင့်တင်းတီတစ်ဖက်သားကိုဒေါသလည်းမဖြစ်မျက်မှုန်းလည်းမကျိုးစေဘဲတင်းဘက်သို့ပါအောင်ဆွဲကျင်ရင်းဥရိတအမတ်ချစ်သည်တစ်ဖက်သားဘက်မှနေ၏အရာခတ်သိန်းကိုဝေဖန်ပန်းချနိုင်အောင်စိတ်ကောင်းစေတနာကောင်းနှင့်ကြိုးစားပါဟုတ်ကဲ့ပါဤတွင်ပြီးပါ යි ခင်ဗျာနောက်အခန်းကိုဒီလူတိုင်းအလိုရှိသောအရာ ဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်လက်တွေ့အသုံးချနိုင်ကြပါစေ